မျိုးကြီးမှာငားလေးရောက်ခဲ့တာပေါ့နော်အဲအမျိုးငချင်လေးတိတ်ပြတ်မယ်နော်ဒီကျဲငချင်တိတ်လို့မရတဲ့ငားတွေရေးပြရမှာငါပြက်နဲ့တည့်ရတိတ်ရမှာငါခုံးမလေးတော့ပါလေမခုံးမတွေတိတ်လို့မရဘူးလို့အဲ့ဒါငချင်လေးတိတ်ပြတ်မယ်နော်ငါချင်တိတ်နဲ့ငားလေးအထပ်ပေါင်းများစွာဆေးရတယ်နော်ဒီလူတွေပေါ့နော်ငားကိုဖွေးတန့်သွားအောင်အလိုဆေးရပါလေလို့အထပ်ပေါင်းများစွာပေါ့နော်ငားကလည်းဖတ်မြောက်ပေါ့နော် တိလာဝင်ထပ်ကမမရဘူးနော်ဆရာကြီး။မပြတ်နဲ့ရှင်ပေါ့နော်ဒါလေးကမပြတ်လို့ခေါ်ပါတယ်ဒီမလေး။အေးဒီလူကတော့ဒီလူကြည်သွားတယ်ဆီဆီပြရတာပေါ့နော်။အစားလေးနေပြီဆိုရင်အားရပါးရနေပြီဒီလူလေးစောင်းလာတာပေါ့နော်။ဒီထွက်လာတဲ့အည်လေးကိုတွန်ပြရပါမယ်လို့နော်။ကဲဒီမှာအမျိုးလိုရေးတလက်စားလဲဒီမှာ။ခမင်းပေါ့နော်သူခမင်းလေးကိုပေါ့နော်။အရင်ဦးဆုံးစီးအောင်ပေါ့ခမင်းလေးကိုအရင်ထောင်းထားပါမယ်လို့နော်။ခမင်းလေးကို ันดูดีบ่ไม่เลวไปยังจีตัวอ่างบ่นอนอ่ะไปจังงาเท่านั้นค่ะจะงานนี่กตาได้เพชรว่างลูกเอ้ยอันดูดีสีตัวองบ่นอนอันดูดีสีตัวอ่างลูกเท่าว่าบ้านเลยลูกงาเชนเนี่ยแต่ตาได้เพชรตว่างบ่นอนเอิงซ่าลูกไม่งาเชียนจะลงไปทำมือเรียนย้ายนตรงนั้นเนาะเอ้ยอันดูดีบ่นอนงาเชนเลี้ยซ่าเท่าอยู่บ่นอนไอ้บัดทำเล่นเล่นเท่าเท่าให้จนถึงน้าเลยเนี่ยต่อมาบเนอนอันดูดีเท่าว่าบ้าน ေးတသားလေးဖြစ်သွားတဲ့ခဏပြန်ပြရမယ်နော်။ကဲငချင်းကဒီလိုလေးဖြစ်သွားပြီပေါ့နော်။ကဲအဲ့ငချင်းလေးကိုခုကလော်ပြီးတော့မှဖက်လေးနဲ့ထုတ်မယ်ပေါ့နော်။ကဲဒီမှာရှင်လောတော့ဘလောက်ကောင်းလိုက်မလဲလို့ကြည့်ဦးဒီမှာ။တသားလေးဖြစ်အောင်အဲ့လိုထောင်းရတယ်နော်။သမင်းလေးကိုစီးကောင်းအရင်ထောင်းပြီးပြီဆိုမှလေအမျိုးမျိုးလေးလှုပ်စားကြ။မြို့မှာနေရတယ်လေဒီလိုငားလေးတွေပေါ့နော်။ ငလဝါလည်းတိတ်လို့ရတယ်ဗောနောငါအခေါ်မတူကြမှာစိုးရတယ်ငလဝါတို့ငလူးတို့အဲ့လိုတုတ်လို့တိတ်လို့ရတယ်နော်ဒါကဖက်နဲ့မထုတ်ခင်ပေါ့နော်ဒါဖက်နဲ့မထုတ်ခင်လေးပေါ့ဒါကတော့ဘဝတော့ဆုံရအောင်ဆုံးရဟာပေါ့နော်အဲ့လိုလေးပြီပေါ့နော်ဒါကလူးချင်းလေးဒီမှာဆိုစိတ်သားကိုမတောင်းမှာမှာရောင်းလာတာမှာဝယ်တယ်ဟိုပါရောင်းလဲလို့မရှိဘူးအဲ့လိုခွေးလို့လည်းမနေဘူးပေါ့နော်အကွက်လေးကိုတိတ်စားတဲ့ခါကျခွေးခွေးဆွတ်ခွေးကြီးစားရတာပေါ့နော်တတရရစားရတယ်ခွေး မမျိုးတို့ရေးဒီမှာဖက်လေးနဲ့ထုတ်ပါတော့မယ်နော်လိုလေးပေါ့နော်အဲ့လိုလေးထုတ်ရတာပါလို့ဖက်လေးနဲ့ပါနော်ကဲကဲကဲဒီမှာကျိုးရတယ်မီးကျိုးမျိုးရှိတယ်လို့ကျိုးနေပဲရှိလိုက်တယ်နော်